ွင်ကြားရေးကိုနိုင်ငံသားပေးမလားဒါမှမဟုတ်မွတ်စလင်နိုင်ငံမြေပေးမလားအဲ့နှစ်ခုမြန်မာရွေးချယ်ပါဆိုပြီးတော့2019ဩဂုတ်လ2ရက်နေ့မှာမလေးရှားဝန်ကြီးချုပ်မာဒီယာမိုဟာမက်ကတင်ခေါ်ထားပါတယ်ဒါမလေးရှားရဲ့အိမ်မက်ပါပလေးရှား dream ပါအဲ့ဒါကတော့သူတို့နိုင်ငံမျိုးဖက်အကြဆုံးမြန်မာနိုင်ငံရခိုင်ပြည်သားမှာအစ္စလာမစ်နိုင်ငံတခုပေါ်ပေါက်လာရေးဆိုတဲ့သူတို့ရဲ့မဟာပြူပါပါအဲ့ဒီမဟာပြူပါကို NLD အစွတ်လက်ထက်ထဲကစကစားနေပြီပဲ အတော်မညညလို့သူတို့ဒီကိစ္စကိုရှင်းတန်းတင်လို့မရတဲ့အချိန်မှာကျွန်တော်တို့တော့22ခုနှစ်နိုင်ငံစမောချွေးကောင်းကြီးဆိုတာတက်လာတဲ့အခါမှာကြတော့ကျွန်တော်တို့အာရှန်ထဲမှာပွင့်စီကထောင်ချောင်းဆင်ပြီးတော့ကျွန်တော်တို့5 5 consensus ဆိုတဲ့ဒူညီဆန္ဒ၅ချက်ကိုကျွန်တော်ဆော့ဘကြိုးရှင်းပြခဲ့တဲ့အချိန်ပဲအဲ့ဒီဒဂရာဆွေးရွေးမှာကြိုတင်မပြောဘဲနဲ့ဩဂရိုင်းရဲ့မေခွန်းမှာထည့်ပြီးကျွန်တော်တို့ရှင်းအောင်လိုက်တာဖြစ်ပါတယ်ကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီအာဆီယံ မှာမလေးရှားနဲ့ဝိုင်းထောင်တိုင်းထောင်ချောက်ကနေကျွန်တော်ရောထွက်နိုင်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Ranger ခေါ်ဘင်ဂါလူ issue နဲ့ပတ်သက်မှာပြောကျွန်တော်တို့ပြင်ဆင်ထားဖို့လိုပါတယ်ဒီအချက်တည်းကဘယ်လိုမူရင်းမရောနိုင်ဥဆောင်နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုရရဲ့အချက်တည်းမဟုတ်ပါဘူးတမျိုးသားလုံးရဲ့အချက်တည်းပါ။နောက်ဘယ်ဆိုရတက်လာတက်လာအာဆီယံမှာကျွန်တော်တို့စက်တိုက်ဘယ်ဆိုရမဆိုဖြစ်ရှင်းရမယ်အမျိုးသားရေးပြဿနာပါ National Crisis ပါ။အကျွန်တော်တို့ကအခုတည်းကမဟာပြောချမ်းမှတ်ဖို့လိုပါတယ်လို့ကြံပြချင်ပါတယ်